ဘုရားဗလာဝင်သူတော်စင်များကိုယ်ပဲစိတ်ကကြတဲ့မြတ်ဗုဒ္ဓဟာလောကသားတို့ရဲ့အကျိုးစီးပွားဆောင်ရွက်နိုင်ရန်အတွက်ပါရမီ7ပါးကိုဖြည့်ကျင့်ပြီးမှရရှိလာတဲ့အသိဉာဏ်ကိုအသုံးချပြီးတော့လောကသားတွေရဲ့အကျိုးစီးပွားကို ဆောင်ရွက်ပရဟိတလို့ခေါ်တဲ့ တပည့်သားရဲ့အကျိုးစီးပွားကိုဆောင်ရွက်ဖို့ဆိုတဲ့နေရာမှာလုံလောက်တဲ့အရေးချင်းတွေရှိဖို့လိုအပ်တယ်။စိတ်ဆန္ဒတစ်ခုတည်းရှိုံနဲ့စိတ်ဆန္ဒရှိုံနဲ့မပြည့်စုံနိုင်ဘူး။ဒါကြောင့်မို့မြတ်စွာဘုရားဟာလောကသားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်ဖို့အတွက်ပါရမီ၁၀ပါးလို့ဆိုတဲ့စိတ်တည်းရေးရာကိုလေ့ကျင့် အဲ့ဒီလေ့ကျင့်လို့ရလာတဲ့ထဲမှာအရေးကြီးဆုံးအရေးချင်းနှစ်ခုအများအကျိုးကို လုပ်ပြီဆိုရင်အရေးကြီးဆုံးအရေးချင်းနှစ်ခုကပါလဲလို့ဆိုရင်အကျဉ်းနာတရားနဲ့ပညာတရားပဲဖြစ်တယ်အကျဉ်းနာတရားကိုကရုဏာလို့ခေါ်တယ်အဲ့ဒီအကျဉ်းနာတရားဟာအများကျေးဇူးကိုအများကိုအကျိုးပြုဖို့ဆိုတာဟာ ကျင်နာခြင်းဆိုရဲကရုဏာကင်းမဲ့တဲ့ပုဂ္ဂိုလ်ဟာဘယ်နည်းနဲ့မှအများကျိုးမလုံးနိုင်အများကိုတဏှာတတ်တယ်ကျင်နာတတ်တယ်ဖေးကူတတ်တယ်အများရဲ့အခက်အခဲတွေကိုလွတ်မြောက်စေခြင်းနဲ့ဆိုရဲကရုဏာတရားဟာအများကိုအကျိုးရှိဖို့ဆောင်ရွက်တဲ့နေရာမှာအရေးပါတဲ့အရေးချင်းတရားပဲဖြစ်တယ် သို့သောအကျဉ်းတရားရှိုံနဲ့အများရဲ့အကျိုးကျေးဇူးကိုဆောင်ရွက်နိုင်မလားလို့ဆိုမဆောင်ရွက်နိုင်ဘူးကျဉ်းနာတာကျဉ်းနာတာပဲရှိတယ်လွယ်လွယ်ချော်ချော်တွေဖြစ်ကုန်တတ်တယ်ဒါကြောင့်မို့ဒုတိယအရေးကြီးဆုံးအချက်ကပညာလို့ခေါ်တယ်အသိပညာနဲ့မှမှန်ကန်တဲ့လမ်းကြောင်းပေါ်ပို့ပြီးတော့အများအကျိုးကိုမှန်မှန်ကန်ကန်ဆောင်ရွက်နိုင်တာဖြစ်တယ်ပညာမရှိရင် အကျဉ်းနာပင်ရှိတော့လေလွဲလွဲချော်ချော်တွေလို့လို့တစ်ဖက်သားမှာဒုက္ခရောက်သွားတာဒုက္ခရောက်သွားတယ်ကောင်းကျိုးချမ်းသာကိုမရဘူးဒါကြောင့်မို့အကျဉ်းနာဆိုတဲ့ကရုဏာတစ်မျိုးတည်းနဲ့ဆွမ်းဆောင်နိုင်မှုမရှိဘူးပညာဆိုတဲ့နေရာမှာလည်းပဲတကယ်ကိုကြီးမားတဲ့ပညာမျိုးမြတ်စွာဘုရားရဲ့အသိပညာဟာတပညုတဉာဏ်လို့ခေါ်တယ်အဲ့ဒီတပညုတဉာဏ်ဆိုတာဟာသိခြင်းလို့ကြည့်လိုက်မယ်ဆိုလို့ရှိရင် အတ္တအစီမရှိအလုံးကိုသိနိုင်စွာရှိတဲ့ပညာကိုတပ္ပညုတဉာဏ်တော်လို့ခေါ်တယ်။အဲဒီသိခြင်းလို့အာယုပြုလိုက်တာနဲ့